မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ကုန်းတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးတန်းဆွေတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတမ်မတူအားတွေ့ဆုံပြီးငလင်တန်းနဲ့ပတ်သက်လို့ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။နာဆကဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းဆွေဟာဧပြီ29ရက်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုပ်ရဲ့တမ်မကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ရုပ်ရဲ့တမ်မကြီးတို့အားတရားစီတွေ့ဆုံကြောင်းသိရပါတယ်။ ပြောင်စုဝင်ကြီးဦးတန်းဆွေနဲ့တရုတ်သံမကြီး Mrs. မာဂျာတို့ဟာနနက်9:30နာရီမိနစ်30ကနေပြည်တော်တွင်တွေ့ဆုံပြီးမလင်တန်းကျောင်းအသက်အိုအိမ်များဆုံးရှုံးခဲ့ရတဲ့မိသားစုများနဲ့အတိုင်ဝန်များအတွက်တရုတ်နိုင်ငံမှအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကျန်းမာရေးဆောင်ရှောက်မှုအဖွဲ့များနဲ့စေဝါများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး မြန်မာနိုင်ငံအစိုးရရဲ့ငလေတန်းသိပ်ပြည်သူများအတွက်ပြည်내ထူထောင်ရေးလုပ်ငန်းစဉ်များတွင်တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမယ့်ကိစ္စရပ်များကိုဆွေးနွေးကြကြောင်းသိရပါသည်။အလားတူမိုးလဲနှစ်နာရီတွင်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်မတ်ကြီးမစ္စတာအက်ဒ်ဟေတာကူအာနေပြည်တော်ရှိနိုင်ငံသားဝင်ကြီးဌာနတွင်ဆက်လက်၍လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရမှာနှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်နိုင်မယ့်နည်းလမ်းများနဲ့ငလင်တန်ခန်းစားရသူများအားကဲတင်ရင်းနဲ့ကဲဆေးရေးဆောင်ရွက်မှုများနှစ်နိုင်ငံအကျိုးဖြစ်တွင်စေမယ့်အခြားခံနာများတွင်ပူးပေါင်းဆောင်ရွက်မှုမြင့်တက်နိုင်မယ့်နည်းလမ်းများကိုဆွေးနွေးကြရလို့သိရှိရပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ဉာဏ်ပညာနဲ့တိဆောက်ထားတဲ့လူပေါင်းအတိုင်းအဝိုင်းဖြစ်ပေါ်လာစေရည်အတွက်အလေးထားကြိုးပမ်းဆောင်ရွက်သွားကြစေလို့ကြောင်းပညာရေးဝန်ကြီးတိုက်တွန်းတဲ့တဲ့တင်ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများကိုအတန်းပညာတက်မြောက်စေရေးတန်းစီကူပြောင်းလို့မြန်မာစီရေးသားမကဉာဏ်ပညာနဲ့တည်ဆောက်ထားတဲ့လူပေါင်းအတိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးအတွက်အလေးထားကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကတောင်ကြီးပညာရေးဒီဂရီကောလိပ် တောင်ကြီးမြို့အမှတ်9နဲ့အမှတ်7အခြေခံပညာအထက်တန်းကျောင်းများမှာဖွင့်လှစ်ထားတဲ့ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း MSc တင်ပြစာ2025တွင်တက်ရောက်သင်ကြားသင်ယူနေကြသောဆရာဆရာမများနဲ့ဧပြီ29ရက်နေ့ကတွေ့ဆုံစဉ်ပြောကြားကြောင်းသိရပါတယ်။ပြောင်စုဝင်ကြီးဟာတောင်ကြီးတက္ကသိုလ်တွင်ပါမောက္ခချုပ်ဒုတိယပါမောက္ခချုပ်များပါမောက္ခများဆရာဆရာမများရုံးဝန်ထမ်းများနှင့်တွေ့ဆုံက တင်ကြားရေးစီမံရေးဆိုင်ရာလုပ်ငန်းများပုံမကျွတ်တက်ကောင်းမွန်အောင်ကြိုးစားဆောင်ရွက်ရေးနဲ့ဆက်လင်း၍မှာကြပြီးဘာသာရေးဆိုင်ရာဌာနများအလိုက်လိုအပ်သူများကိုပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးကြောင်းသိရပါပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရုံးဌာနအစာအုပ်တွေပြင်ဆင်မှုအတွက်မူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးမယ်လို့ကာကွယ်ရေးဝန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ငန်းလင်းကြောင့်ပြိုကျပျက်စီးသွားသောရုံးဌာနအဆအုပ်များကိုပြင်ဆင်ရန်အတွက်မူလတည်ဆောက်ခဲ့သောကုမ္ပဏီများအားတာဝန်ပေးဆောင်ရွက်မှဖြစ်ကြောင်းအဆအုပ်များပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသည့်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးက ဧပြီ29ရက်မော်လယ်ပိုင်းကကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမှာမှကျင်းပတဲ့စာအုပ်များပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသည့်ဒီစာရေးကြီးကြပ်မှုကော်မတီရဲ့ပထမချိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်မှစကားပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါတယ်။ အလားတူသက်ဆိုင်ရာဝန်ကြီးဌာနများတွင်ဒီစာရေးလုပ်ငန်းများလက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီများအားတာဝန်ပေးဆောင်ရွက်ခြင်းနဲ့အင်ဂျင်နီယာအသင်းသုံးသင်းမှသတ်မှတ်ထောက်ခံပေးထားတဲ့ကုမ္ပဏီများအားတာဝန်ပေးဆောင်ရွက်ခြင်းစရည်လည်းများဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းဝန်ထမ်းအင်အားများပြုပြင်ခြင်းအတွက်နေပြည်တော်စီမံသားရေးကော်မတီနဲ့သက်ဆိုင်ရာပြည်နယ်အစိုးရများကတာဝန်ယူဆောင်ရွက်သွားကြမှာဖြစ်ကြောင်းလည်းဗိုလ်ချုပ်ကြီးမမောင်အေးကပြောကြားကြောင်းသိရှိရပါတယ်ရှင်။